လွန်လည်ပြီးတော့အခါတုန်းကဘီယာဂျီပြည်ကြီးမှာကျင်နာရတဲ့ဘယင်ကြီးတပါအုပ်စိုးခဲ့တဲ့ကွယ်အဲ့ဒီဘယင်ကြီးရဲ့တမီးရောဖြစ်တဲ့မင်းသမီးလေးဟာရုပ်စင်းအင်ကအလွန်ချောမောလှပပါတဲ့မင်းသမီးလေးဘလောက်လှကြောင်းချောချောင်းကိုတော့အင်းကြီးချင်းတိုင်းပြည်တွေကတောင် ပြောစမဲ့ပြကြရပါတယ်ဒီလိုနဲ့တနေ့မှာတော့ဘယင်ကြီးကသူ့ရဲ့မိဖုရားကြီးကိုပြောလိုက်တယ်ရှင်မကြီး ငါတို့သမီးတော်လေးကအခုဆိုလက်ထပ်ဒိမ့်မြရမယ့်အရွယ်တောင်ရောက်လာပြီ။ဟုတ်ပါရှင်ရှင်ပြောတာအမှန်ပဲ။သမီးလေးရဲ့အလားတရားကိုအိန္ဒိချင်းတိုင်းပြည်တွေမှာတောင်ပြောစမှတ်ပြုကုန်ကြပြီ။ဒါပြင်ငါတို့ရဲ့သမီးတော်လေးကိုရုပ်ရည်ကြောမောပြီးတော့ရဲရင်နဲ့မင်းသားတပါးပါနဲ့လက်ဆက်ပေးပြီးတော့ငါတို့သမီးတော်လေးရဲ့မင်္ဂလာပွဲကိုနောင်မျိုးဆက်တွေပါ အမတ်ရနေစီလောက်မဲ့အတီးခံခံနာနာကျင်းပပေးကြရအောင်။ ျမတော့တမိတော်လေးကိုအရင်ဆုံးတစ်ခါလောက်တော့မင်းကြီးတင်နေတင်တာပဲရှင်မကဘာကိုပြောချင်တာလဲအဲ့ဒီလိုမင်းကြီးမပဲကျမတို့ရဲ့တမိတော်လေးကဘယ်အတိုင်းပြီကမင်းသားကိုလက်ထက်ချင်မလဲသိရမှာပေါ့ရှင်မပြောတာမှန်ပါတယ်ငါကိုတော့အခုပဲတမိတော်နဲ့စကားသွားပြောလာအောင်မင်းဒီလိုပြောပြတာနဲ့ဘယင်ကြီးလဲတမိတော်ရဲ့အခန်းစီကိုသွားတမိဖြစ်သူကို ကြည့်ပြီးတော့ပြောလိုက်ပါတယ်တမိလေးရေ အခုဆိုရင်ပဲလက်ထက်ဒိမ်းများဖို့တင့်တော်တဲ့အရွယ်ရောက်လာပြီနော်။ဒါကြောင့်သမီးစိတ်တဲ့မင်းသားတပါးပါရှိနေခဲ့ရင် ခမဲတော်ကိုဘာမှကြောက်မနေပဲပြောပြပါကွယ်။မင်းသမီးလေးလည်းဘာခင်ဖြစ်သူရဲ့စကားကို နားထောင်ပါတဲ့။သူ့အနေနဲ့ရှက်ရွံ့ရွံ့ပဲပြန်ဖြေရှာတယ်။သမီးအဖေစီစဉ်ပေးတဲ့သူနဲ့ပဲလက်ထက်ပါမယ်။ဒါပေမဲ့သမီးသတ်မှတ်ထားတဲ့အခြေအနေတခုတော့ရှိတယ်။ဘလို့အခြေအနေမျိုးလဲ။ အဲ့ဒါကတော့ဒူးဆန်းနဲ့ပြာရောင်မျိုးတော်ကြီးကိုကိုယ်တိုင်မြင်တွေ့ဘူးသူနဲ့ပဲတမီးကလက်ထပ်ပါမယ်အဖေဒီစကားကိုကြားလိုက်ရတော့ဘရင်ကြီးလည်းအယံကိုအံ့ဩတင်သွားတယ်။တမီးပါရီပြောနေရလေခမဲတော်တော့အဲ့ဒီလိုမျိုးတော်အကြောင်းကိုဒီနေ့ထိတခါမှမကြားဘူးသေးဘူးလေတမီးလူငယ်တဲ့ရက်ပိုင်းလောက်ထိအိမ်မက်တွေထဲမှာအဲ့ဒီဒူးဆန်းနဲ့အပြာရောင်မျိုးတော်ကြီးကိုတမီးကမတ်နေခဲ့တာအဖေ။ ။တမီအဲ့ဒီအိမ်မက်တဲကအပြာရောင်မျိုးတော်ကြီးရှိတဲ့တိုင်းပြည်ကိုရောက်သွားတိုင်းတကယ်အစ်စ်လို့ထင်ရတယ်။ပြီးတော့အဲ့ဒီအပြာရောင်မျိုးတော်ကြီးလည်းဒီကဘာဘောကတဏှာရာမှာရှိကိုရှိရမယ်လို့တမီကယုံကြည်နေတယ်။အဘေတမီအိမ်မက်တွေကို လေးစားသမှုရှိပေးပါနော်။ဒါပေမဲ့တမီရဲ့အဲ့ဒီလိုမျိုးတော်မျိုးသားဒီကဘာဘောမှာတကယ်ရှိမနေဘူးဆိုရင်တမီကလက်ထပ်အောင်မလား။ဟင်းဘေးအဲ့ဒီလိုဆိုရင်တော့တမီဘယ်တော့မှလက်မထက်တော့ဘူး။ ။တမီတော်အဲ့ဒီဒူးဆန်းတဲ့မြို့အပြာကြီးကိုမြင်ဘူးတဲ့သူသားဆိုရင်မင်းသားပဲဖြစ်ဖြစ်တာမန်အရက်သားပဲဖြစ်ဖြစ်လက်ထက်မှာပါ။တမီဖြစ်တည်တဲ့စကားကိုကြားလိုက်ရတဲ့ဘယင်ကြီးလည်းအခန်းထဲကနေပြန်ထွက်လာခဲ့ပါရဲ့။တမီဖြစ်သူကဘလောက်ကောင်းပါတဲ့အကျင့်ရှိလဲဆိုတာကိုလည်းသူဟာသိမြင်ပြီးသားဖြစ်ပါရဲ့။ဒီလိုနဲ့ဘယင်ကြီးလည်းသူ့ရဲ့အတိုင်းမြင်ခံအမှတ်ကြီးစီချက်ချင်းသွားပြီးတော့ဖြစ်ချောင်းကုံစင်းပြောပြလိုက်တယ်။ မင်းသမီးလေးဘလောက်ကောင်းမှလဲဆိုတာမင်းလည်းသိရင်မဟုတ်လားဒတိုင်းပြည်လုံးဒီအကြောင်းကိုသိပြီးသားပါမင်းကြီးဒူးဆန်းနဲ့မြို့ပြကြီးကိုတွေ့မြင်ခဲ့တဲ့ဘသူမဆိုငါနန်းတော်စီရောက်လာခဲ့ဖို့အကြောင်းကြားလိုက်အိမ်ကြီးချင်းတိုင်းပြည်စီသွားပြီးတော့ကြေညာလိုက်ပြီးတော့ငါတို့တိုင်းသူပြည်သားတွေပါတည်ရအောင်ထပ်ပြီးတော့ကြေညာပေးပါအောင်အဲ့ဒီမျိုးကိုရောက်လာတဲ့သူကိုငါတမီတော်နဲ့ငါကိုယ်တိုင်လက်ဆက်ပေးမယ် အရှင်မင်းကြီးဘာတွေပြောနေရလဲမင်းသမီးလေးပြောတဲ့အခြေအနေကအတိတ်ပဲမှမရှိတာစကားကိုကြည့်ပြောပါအမတ်ကြီးငါမိဖုရားနဲ့နှစ်တွေနဲ့ချီပြီးတော့ကလေးမရနိုင်ခဲ့တာကိုမင်းလေးကောင်းကောင်းသိတာပဲအခုမင်းသမီးလေးကငါတို့ကိုနှကောင်းနှမျက်တွေက ပေးရဆုလက်ပဲမင်းသမီးငငယ်လေးကသူဖြစ်ချင်တာတွေအကုန်လုံးကိုငါတို့ဖြည့်ဆည်းပေးခဲ့ပြီးပြီအခုလဲသူ့ရဲ့ဆန္ဒကိုငါတို့ရအောင်ဖြည့်ဆည်းပေးကြမယ် ငါတို့တွေသူ့ရဲ့စိတ်ထဲဘလို့ခံစားနေရမလဲဆိုတာမြင်နိုင်မှာမဟုတ်ဘူးအမတ်ကြီးလည်းဘယင်ကြီးရဲ့အမိန်တိုင်းတလွဲမသွေတထက်ထဲလိုက်နာခဲ့ပါတယ်အဲ့ဒီလိုနဲ့ရက်ပိုင်းအတွင်းမှာတယ်ဒီတရင်ကအိန်းကြီးချင်းတိုင်းပြည်တွေမှာတောင်းပြီးပမာပြန့်နှံ့သွားခဲ့ပါတယ်ဒါပေမဲ့မင်းသားတွေအကုန်လုံးကတော့ဒီဒုဆတ်နဲ့အပြာရောင်မျိုးတော်ကြီးဆိုတဲ့အကြောင်းကိုဘာဆိုဘာမှမသိရကြောင်းလက်လျှော့လိုက်ကြပါတယ် အဲ့ဒီလိုမျိုးနာမည်မျိုးကိုကြားတော့မကြားဘူးတာအဲ့ဒီမျိုးကိုမြင်တွေ့ရဖို့ဆိုတာဝေးရောပေါ့ဒီတောင်းကဟိုးလေးတကြောကြောဖြစ်လွန်းလို့ဘီယာကတိုင်းပြည်ကြီးမှာနေတိုင်းနဲ့ရုပ်ကြီးချုံမောတဲ့ကုံတယ်လေးအတွက်တောင်မှစိတ်ဝင်စားစရာဖြစ်ခဲ့ရပါတယ်အဲ့ဒီကုံတယ်လေးကတိုင်းတစ်ပါးကနေအင်ကိုပြန်ရောက်လာတဲ့အခါမှာမိခင်ဖြစ်သူအားဒီလိုပြောလိုက်တယ်အရင်တော့ကတော့မင်းကဒီနိုင်ငံကနေစီးဝါးရေးကိစ္စနဲ့ထွက်သွားတိုင်းရပ်ပိုင်းတွင်းဆိုပြန်လာတတ်တယ် ဒါပေမဲ့အခုတော့မင်းပြန်လာဖို့လရီတော်တော်ကြာသွားပြီ။အမေစီးပွားရေးကတပြိပြိနဲ့ဒိုးတက်လာပြီဆိုတော့ကျွန်တော်လည်းအဖေရဲ့စီးပွားရေးကိုနိုင်ငံရဲ့ချားမှာကောကျွန်တော်တို့နိုင်ငံမှာပါဆက်ပြီးတော့တီးထောင်ခြင်းနဲ့လုပ်ပြန်ပြီ။မင်းလည်းမင်းဖေအတိုင်းပါပဲလား။ဟုတ်ပါပြီ။အဲ့ဒီကြောင်းနေထားလိုက်တော့အမေတော့အသက်ကြီးလာတော့အိမ်မှုကိစ္စတွေအကုန်လုံးကိုအပေါင်းစစ်အောင်လိုက်ပြီးတော့မလုပ်နိုင်တော့ဘူး။ အော်အမေရဲ့ဘာလို့စိတ်ပူနေတာလဲကျွန်တော်အိမ်ကူထားပေးမှာပေါ့ဗျဟဲ့ယူငါပြောချင်တာကနေအိမ်အောင်ပြုတ်ပြီးတော့ချွေးမတယောက်လာအိမ်ကိုခေါ်လာခိုင်းနေတာချွေးမလေးအိမ်ရောက်လာရင်တော့ငါအချိန်တွေကိုသူ့နဲ့စကားပြောရင်းနဲ့ပဲကုံဆုံးလို့ရတာပေါ့ဒီစကားကိုကြားတော့တားဖြစ်သူလဲရေမောပြီးတော့ဟုတ်ပါပြီအမေရဲ့ဒါနဲ့ကျွန်တော်ကဒီတိုင်းမီရဲ့ပြောင်းဝင်လာတော့ကဒူးစက်နဲ့တဲ့ရင်တခုကြားလာခဲ့တယ် ဘလို့သတင်းမျိုးလဲဆိုတော့ဘရင်ကြီးရဲ့တမီတော်လေးကလက်ထက်ထိမြဖို့အတွက်တတ်မှတ်ချက်တစ်ခုထုတ်ပြန်နေတဲ့အဲ့ဒီတတ်မှတ်ချက်အရတော့သူကအထူးဆန်းတဲ့အပြာရောင်မျိုးကြီးကို မြင်ဘူးတဲ့သူနဲ့ပဲလက်ထက်မဲတဲ့ဗျာဟုတ်တယ်ตาကြားလာတာအမှန်ပဲဘရင်ကြီးရဲ့တမီတော်ကဒီလိုယူမိုက်တဲ့သူဖြစ်နေလိမ့်မယ်လို့တကားမှမတင်ထားခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီမျိုးတော်မျိုးကရှိမှမရှိတာ ဒီတိုင်းသာဆိုရင်တော့အဲ့ဒီမင်းသမီးတစ်သက်လုံးအိမ်အောင်ပြုဖြစ်မှာမဟုတ်တော့ဘူးကျွန်တော်မိကိုပြောချင်တာလေဒါပဲမေအဲ့ဒီလိုမျိုးတော်မျိုးတကယ်မရှိဘူးဆိုရင်ကျွန်တော်ကဘာလို့အဲ့ဒီမင်းသမီးလေးနဲ့လက်ဆက်ဖို့မသိရမှာလဲကျွန်တော်အဲ့ဒီမျိုးတော်ကိုမြင်ဘူးတယ်လို့သူ့ကိုတွားပြောမေဒါကိုကြတော့မိခင်ဖြစ်သူလဲထိတ်လန့်သွားတာပေါ့မဖြစ်သေးဘူးငါသာဒီလိုပြောရင်တော့လင်းရကြလိမ့်မယ် အမလီအမီရဲ့ဒါကလိန်နာမဟုတ်ရပါဘူးဗျာအ ਨੇ ဆုံးတော့ဒီအကြောင်းပြချက်နဲ့သာဆိုရင် အမီလဲမင်းသမီးထွေးမလေးရတာပေါ့ပြီးတော့စကားမဆက်အဲ့ဒီမင်းသမီးလေးဘလောက်ချောချောင်းလာကြောင်းကိုကျွန်တော်အများကြီးကြားဘူးလေနောက်နေ့မှာတော့ဂုံတယ်လေးဟာနန်းတော်ကိုရောက်သွားပြီးတော့တက်သားတယောက်ကို ပြောလိုက်တယ်အရှင်မင်းကြီးစီသွားပြီးတော့ရှောက်တင်လိုက်အဲ့ဒီဒူးဆန်းတဲ့အပြာရောင်မျိုးတော်ကြီးကိုငါကမြင်လာခဲ့တယ်လို့ပြောလိုက် ဒီစကားကိုကြားတော့တက်သားလည်းအယံအံ့ဩပြီးတော့ဘယင်ကြီးစီအပြေးသွားပြီးတော့ရှောက်တော့တာပေါ့အရှင်မင်းကြီးရုပ်ရည်ကြုံမောတဲ့လူငယ်တယောက်နန်းတော်ပြင်မှာရက်နေပြီးတော့သူဆန်းတဲ့အပြာရောင်မျိုးတော်ကြီးကိုသူကမြင်ဘူးတယ်လို့ပြောနေပါတယ်။ဒါကိုကြားလိုက်ရတော့ဘယင်ကြီးရော မင်းသမီးလေးရောအယံကိုတုံ့လောက်သွားကြတယ်။ဘယင်ကြီးလည်းတက်သားကိုအမိန်ပေးလိုက်တော့တာပေါ့။"တွားအဲ့ဒီလူကိုခုချက်ချင်းဒီကိုခေါ်လာခဲ့" ခဏကြာတော့ကုံတယ်လေးလည်းဘယင်ကြီးနဲ့မင်းသမီးလေးရှေ့မောက်ကိုရောက်လာပါတော့တယ်။မင်းသမီးလေးဟာကုံတယ်လေးကိုကြည့်ပြီးတော့မေးတယ်။ရှင်ကအဲ့ဒီဒူးဆန်းနဲ့ပြာရောင်မျိုးတော်ကိုတကယ်ပဲမြင်ခဲ့တာလား။ဟုတ်ပါတယ်မင်းသမီးကျွန်တော်မျိုးအဲ့ဒီမျိုးတော်ကိုကိုယ်တိုင်မြင်ခဲ့တာပါ။ဒါဆိုအဲ့ဒီမျိုးတော်ရဲ့ဂိတ်တကားရောင်ကဘာရောင်လဲဆိုတာပြောပြပါ။အဲ့ဒီမျိုးတော်ရဲ့ဂိတ်တကားကအပြာရောင်ဖြစ်ပြီးရော။ အထဲမှာလည်းအပြာရောင်အလေးနန်းတွေပဲပြည့်နေနေပါတယ်မင်းသမီးဒီစကားကိုကြားတော့မင်းသမီးလည်းအယံကိုဒေါသထွက်သွားတယ်ရှင်ဟာလူလိန်လူညာတယောက်ပဲအဲ့ဒီမြို့တော်မှာတကယ်တမ်းဂိတ်တကားဆိုတာမျိုးတောင်မရှိဘူးဒါကိုကြားရတဲ့ဘယင်ကြီးလည်းအယံဒေါသထွက်သွားပြီးတော့တက်သားတွေကို အမိန်ပေးတော့တာပေါ့ဟော်ဒီကကုလီကူမလူလိန်ကောင်ကိုနန်းတော်ပြင်ကို နှင်ထုတ်လိုက်ကြဟဲ့ တပ်သားတွေလည်းချက်ချင်းပဲကုံတယ်ကိုနန်းတော်ပြင်ဘက်ကိုပြစ်ထုတ်လိုက်ကြတာပေါ့ကုံတယ်လေးကတော့သူ့အဝတ်စားတွေကိုခါရင်းနဲ့သူ့ဘာသာတယောက်တည်းရေရွတ်နေခဲ့တယ်ဒီနေ့ငါအများကြီးအရှက်ကွဲခဲ့ရတယ်ငါအမိသားဒီအကြောင်းကိုတည်သွားရင်ငါကိုဘယ်လိုထင်မလဲပြီးတော့ဒါကိုတခြားသူတွေလည်းတည်သွားရင်တိုင်းပြည်တစ်ခုလုံးငါကိုဝိုင်းလောင်ကြလိမ့်မယ်အခုတော့ဒါကငါရဲ့ဂုံတိတ်ခါနဲ့ဆိုင်တဲ့ကိစ္စပဲ။ ဘာတွေပဲဖြစ်လာဖြစ်လာအဲ့ဒီဒူးဆန်းတဲ့မြို့တော်ကြီးမှာငါသွားမယ်ပြီးတာနဲ့ပြန်သွားပြီးတော့မင်းသမီးလေးနဲ့ရအောင်လက်ထပ်မယ်ဒီနေ့သူဟာငါရဲ့မိန်းမဖြစ်ကိုဖြစ်လာရမယ်ဒီကိစ္စအတွက်ငါအမေငါကိုပြောနေတယ်တောနဲ့တဲမှာတရားအားထုတ်နေတဲ့စာရုကြီးရဲ့အကူအညီကိုရယူရမယ်လို့ငါထင်တယ်။ဒီလိုပြောပြီးရတဲ့ကုံသေးလေးလည်းမြင်းမော်တက်ပြီးတော့တောနဲ့စီကိုထွက်လာခဲ့တာပေါ့။ သူဟာမြင်းကိုတောနဲ့ထဲမှာအချိန်တော်တော်ကြာတဲ့အထိအပြင်းနေခဲ့တယ်။သူပြင်မလာတဲ့အခါမှာတော့မြင်းကရက်ပြီးတော့သူ့ဘာသာသူရေရွနေတဲ့။စာဒူးကြီးကဘယ်မှများမှုလို့သူ့ကိုမတွေ့ရသေးတာလဲ။စကားဆုံးတော့သူ့မျက်လုံးတွေကစိတ်ညွတ်နေတဲ့တစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်သွားတယ်။အဲ့ဒီအပင်ကြီးအောက်မှာထိုင်နေတာကတော့စာဒူးကြီးတစ်ပါးပဲဖြစ်ပါတယ်။ဒါနဲ့သူလည်းချက်ချင်းဆိုသလိုစာဒူးကြီးစီကိုအရောက်သွားလိုက်တယ်။ မောင်ရင်ကိုကြည်ရတာကုံတယ်တယောက်နဲ့တူတယ်။မောင်ရင်လိုကုံတယ်တယောက်ကဒီလိုတော့ထဲမှာဘာကိစ္စများရှိလို့ပါလဲ။ကုံတယ်လေးလည်းစာရုကြီးကိုဖြစ်ချောင်းကုံစင်ပြောပြလိုက်တဲ့။စာရုကြီးကျွန်တော်ကအဲ့ဒီဒူးဆန်းနဲ့ပြာရောင်မျိုးတော်ကြီးကိုရှာချင်ုံပါ။ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုကူညီပေးပါ။အဲ့ဒီဒူးဆန်းနဲ့မျိုးတော်ကြီးကဘယ်နားမှာရှိလဲဆိုတာပြောပြပေးပါ။ စာရူကြီးလည်းသူ့စကားကိုကြားလိုက်ရတော့လုံးဝတုန်လှုပ်ပြီးတော့အခုလိုပြန်ပြောတဲ့ဒီလိုမျိုးတော့အကြောင်းတောင်တစ်ခါမှမကြားဘူးလားအဲ့ဒီမျိုးကဒီကဘာကြီးရဲ့ဘယ်နေရာမှာရှိပါတယ်ဆိုတာငါကဘလို့လုပ်ပြီးတော့သိပါမလဲငါထင်တော့မင်းသမီးလေးကလက်မထက်ခြင်းလို့ဒီလိုသတ်မှတ်ချက်ကိုထည့်ထားတာထင်နေမဟုတ်ဘူးစာရူကြီးကျွန်တော်မင်းသမီးလေးရဲ့မျက်နှာကိုတည်တည်ချာချာကြည့်ခဲ့တာပါကျွန်တော်သူ့မျက်နှာမှာအမှန်တရားကို မြင်နေရတယ် ေချာတာကတော့ဒီလိုမျိုးတော်မျိုးကဘာကြီးရဲ့တနည်းအရမှာတော့ရှိနေမှာပဲသူ့ရဲ့စကားကိုနားထောင်ပြီးရဲ့နောက်မှာတော့စာရူကြီးလည်းနက်နဲတဲ့အတွေ့အကြုံနင်းမျောရင်းနဲ့ပြောလိုက်တဲ့ဒီတော့ဒီတက်မှာမော်ဆန်ဆန်တောအုပ်တစ်ခုရှိသေးတယ်အဲ့ဒီတော့ကြီးရဲ့မှာလူအတန်းကိုတုတ်ပြီးတော့ပြောဆိုတတ်တယ်အယောင်ဆောင်တတ်တော်ဝါးတွေလည်းနေကြတယ်လို့ပြောကြတယ်အဲ့ဒီတော့အုပ်ထဲမှာ စာရူကြီးတပါသတင်းသုံးတဲ့တကယ်လို့အဲ့ဒီဒူဆန်နဲ့အပြာရောင်မျိုးတော်ရှိရာအယက်စီ ပြောနိုင်တဲ့သူ ရှိခဲ့ရင်အဲ့ဒီစာရူကပဲပြောနိုင်မယ်လို့ငါတင်နေဒါပေမဲ့တခုတော့မပါရစီအဲ့ဒီမဝင်တော့တဲ့ကိုဝင်သွားတဲ့သူမှန်သမျှဒီနေ့ထိဘသူမှအသက်ရှင်လျက်ပြတ်မလာနိုင်ကြဘူးဟုတ်ကဲ့ပါဒါကကျွန်တော်ရဲ့ဂုံတိခါနဲ့ဆိုင်တဲ့ကိစ္စပါ အဲ့ဒီဂုံတိတ်ခါအတွက်ကျွန်တော်ကြီးကြီးမားမားစွန့်စားရဖို့အသင်ဖြစ်နေပါပြီစာရုကြီးတကယ်လို့အဲ့ဒီမော်ဝင်တောက်ထဲကိုဝင်ရင်းနဲ့ဒူဆန်နဲ့အပြာရောင်မျိုးတော်ကြီးရဲ့နေရာကိုသာရှာတွေ့ခဲ့မယ်ဆိုရင် ကျွန်တော်အသက်ပဲစွန့်ရစွန့်ရအဲ့ဒီမော်ဝင်တောက်ကြီးရဲ့ကိုတေချာဘောက်ကိုသွားမှာပါအဲ့ဒီလိုပြောပြီးတော့ဂုံတိတ်လေးလည်းမြင်းမော်တက်ပြီးတော့မော်ဝင်တောက်ကြီးစီထွက်လာပါတော့တယ်သူဟာမြင်းကိုညနေစောင်းတဲ့အထိအပြင်းနေခဲ့တယ် မြင်းဟာမောလာတဲ့အခါမှာတော့တစ်ပင်တပင်အောက်မှာမြင်းကိုရက်လိုက်တဲ့အဲ့ဒီချိန်မှာသူ့ရဲ့အကြည့်တွေဟာလှပါတဲ့သမင်တကောင်စီမျက်စိကျသွားပါတော့တယ်။သူမြင်လိုက်ရတာကတော့ရှီရှီမျောမျောမွေနဲ့တကောင်ကသမင်ကိုပေါက်ဖို့ချောင်းနေတာပဲဖြစ်ပါတယ်။သူလည်းဘာရဲ့ဘလို့ကြောင့်မှမသိပဲသမင်လေးကိုတနာမိသွားတယ်။ဒါနဲ့ချက်ချင်းဆိုသလိုသူ့ရဲ့ဓာတ်ကိုအမြန်ဆွဲထုတ်လိုက်တဲ့ ကောင်းတယ်လေးမွေကိုတိုက်ခိုက်တော့မဲ့အချိန်မှာမွေက သူ့ကိုကြည့်ပြီးတော့လူအတန်နဲ့ပြောလိုက်တယ်။မင်းငါ့ကိုမတက်နိုင်ပါဘူးကွာ။မင်းငါ့ကိုတက်လိုက်ရင်မင်းကိုယ်တိုင်လည်းအသက်ရှင်မှာမဟုတ်တော့ဘူး။သူလည်းမွေရဲ့ပါးစပ်ကနေလူစကားထွက်လာတာကိုကြားရတော့အတော်လေးကိုတုံ့လုံးမိသွားပါရော့။မင်းကမွေတကောင်ပဲပြီးတော့မွေက လူအတန်နဲ့မပြောတတ်ဘူး။ ဟာမင်းအခုရောက်နေတာကမော်ဝင်တော့လေဒါကစာရူကြီးပြောခဲ့တာအမှန်နဲ့ဆိုတဲ့သဘောပဲဒီသမင်လေးကိုလွတ်ပေးလိုက်ပါမရဘူးငါသူ့ကိုလွတ်မပေးနိုင်ဘူးငါသူ့ကိုတတ်မှတ်ချက်တစ်ခုနဲ့ပဲလွတ်ပေးနိုင်မယ်ကဲပြောစမ်းဘာတတ်မှတ်ချက်လဲသူ့စားငါမင်းကိုတတ်မယ်ဆုံးဖြတ်ချက်ကမင်းလက်ထဲမှာပဲ ။မွေရဲ့စကားကိုနားထောင်ပြီးရဲ့နောက်မှာတော့အတွေးတွေနဲ့လမ်းပြောင်နေခဲ့ပြီးတော့ဒီလိုမျိုးရေရွတ်တဲ့။အမေပြောတာတော့လူတယောက်ရဲ့အသက်ကဘယ်တရဝါအတွက်ဖြစ်ဖြစ်ဘယ်လူသားအတွက်ဖြစ်ဖြစ်အတုံးဝင်ဒါဟာသူ့အတွက်ကြီးမြတ်တဲ့ကိစ္စတစ်ခုပဲတဲ့။ဟုတ်ပြီ။ငါလက်ခံနေ။ကောင်းနေလေးဟာဒီစကားကိုရဲရဲဝုံဝုံပြက်ပြက်သားသားပြောလိုက်တဲ့အချိန်မှာတော့အစောနာကမွေဟာစာရုကြီးတစ်ပါးဖြင့်ပြောင်းလဲသွားပါတယ်။ ကုံတယ်လေးရဲ့လောက်ရက်ကိုမြင်ရတဲ့စာလူကြီးလည်းအံ့ဩသွားပြီးတော့အခုလိုထပ်ပြောတယ်။ဒီကိုလူတွေဘလောက်တောင်လာကြပြီးတော့ဒီစမ်းသက်မှုမှာမအောင်မြင်မဲတည်သွားကြတယ်လေဆိုတာငါမှတ်တောင်မမှတ်မိတော့ဘူး။မောင်ရင်ကတော့ဒီစမ်းသက်မှုကိုအောင်မြင်တဲ့ပထမဆုံးလူသားပဲ။ပြောစမ်းမအောင်ကောင်းလေမင်းဘာအကြောင်းကြောင့်ဒီကိုရောက်လာရတာလဲ။ကောင်တယ်လေးလည်းစာရုကြီးကိုအလုံးစုံရှင်းပြလိုက်တယ်။ ကျွန်တော်ကအဲ့ဒီဒူးဆန်းနဲ့ပြာရောင်မျိုးတော်ရှိတဲ့နေရာကိုသွားကျင်လို့ပါဒါနဲ့စာလူကြီးလည်းသူ့ကိုထူးထူးဆန်းဆန်းကြည့်လိုက်ပြီးဒါကမော်ဝင်တော့ဘဲဒီတော့တဲ့ကိုသာဝင်သွားပါမင်းနေရာမှန်ကိုရောက်ပါလိမ့်မယ်ဒါပေမဲ့တခုတော့မှတ်ထားပါမင်းရဲ့ခြေလမ်းတွေကိုတတိထားပြီးတော့လမ်းမှာမြေကဘယ်အချိန်မှမြင့်ဖြစ်သွားမလဲဆိုတာနဲ့မြစ်ကဘယ်အချိန်မှမြေပြန့်ဖြစ်သွားမလဲဆိုတာဘယ်သူမှမသိနိုင်ဘူး ပြီးတော့ဒီကနေစပြီးတော့မင်းကခြေလင်းသွားရမယ်။မင်းရဲ့မြင်းကဆက်မသွားနိုင်တော့ဘူး။မောင်ရင်ကိုကျုပ်ကောင်းချီးပေးပါရယ်။ကုံတယ်လေးလည်းစာရူးကြီးစီကကောင်းချီးကိုယူပြီးတာနဲ့ခြေလင်းခီးစထွက်လာပါတော့တယ်။ဒီလိုနဲ့သူဟာတောနဲ့ကြီးတဲ့လှဲ့လေသွားလာနေတဲ့ချိန်မှာရုတ်တရက်ရေနစ်တော့မလို့ဖြစ်သွားပါလိမ့်ရော။ဘာတွေဖြစ်နေရလဲ။ငါကဘလို့လုတ်ပြီးရေနစ်သွားရတာလဲ။ ပြောရင်းဆိုရင်လည်းမြေပြင်ကိုကြည့်လိုက်တဲ့အခါမှာသူဟာမြေပြင်ပေါ်ကိုရှိနေရကိုမြင်လိုက်ရပါတော့တယ်။ခုံတယ်လေးလည်းမြစ်ထဲကနေလွတ်ဖို့အတွက်သူ့ရဲ့ခြေထောက်တွေကို အားကုန်ယုံရပါတော့တယ်။ဒါပေမဲ့မြေရေကတော့သူ့ကိုအားပြည့်နဲ့ဆွဲချသွားပါတော့တယ်။ဒီလိုနဲ့သူလည်းမြေရေအစဲခံရပြီးတော့မြေရေခေါ်ရနောက်လိုက်သွားရပါတော့တယ်။ ခဏကြာတော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအရင်လှပတဲ့တိုင်းပြည်တစ်ခုစီ ရောက်နေတာကို သူသိသွားခဲ့တယ်။အဲ့ဒီနေရာမှာရက်နေကြတဲ့လူကိုယ်လုံးနဲ့ချင်းသေးမျက်နှာရှိတဲ့တပ်သားနှစ်ယောက်ကသူ့ကိုကြည့်ပြီးတော့ပြောကြတဲ့အတင်ကလူသားတယောက်ပဲဒီဒူးဆန်းတဲ့နီလာမျိုးတော်ကိုဘလို့လှုပ်ပြီးတော့ရောက်လာတာလဲအဲ့ဒီချိန်မှာဒုတိယတပ်သားကပထမတပ်သားကိုထပ်ပြောပြန်တယ် သူ့ကိုဘရင်ကြီးစီခေါ်သွားတင်နေနော်တက်သားနှောင်လေးကုံတယ်လေးကိုနန်းတော်ထဲခေါ်သွားကြပါတော့တယ်လူနဲ့တူတဲ့ဘရင်ကြီးတပါးကနန်းတော်ထဲမှာရက်နေခဲ့ပါတယ်ဘရင်ကြီးအနေနဲ့သူ့ကိုမြင်လိုက်ရတဲ့အခါတောင်းလို့သွားပြီးတော့စကားပြောပါတယ်အတင်ကလူသားတယောက်ပဲဒီဒူးဆန်းရဲ့ပြာရောင်မျိုးတော်ကိုဘလို့လောက်ပြီးတော့ရောက်လာတာလေ ကုံတယ်လေးလည်းဖြစ်ချောင်းကုံစင်ကိုထပ်ပြီးရရှင်းပြရတော့တယ်ကျွန်တော်မှတ်မိတာတခုတည်းဆိုလို့ညစ်ထဲမှာသတိလစ်သွားပြီးရဒီနေရာမှာသတိပြန်ရလာတာပါပဲမင်းရှင်နေခဲ့တဲ့မြစ်ကငါတို့ရဲ့မော်ဝင်ကဘာစီကို တကားဖွင့်ပေးလိုက်တာပဲအရှင်ရဲ့မော်ဝင်ကဘာစီကိုတကားဖွင့်ပေးတယ်ကျွန်တော်ဘာမှနားမလည်တော့ဘူးမင်းပြောနေတဲ့မြစ်ကကဘာပေါ်မှာစီးစစ်နေတဲ့မြစ်ပဲ ဒါပေမဲ့မင်းအခုရောက်နေတာကမင်းရဲ့ကဘာပေါ်မှာမဟုတ်ဘဲနဲ့ထူးဆန်းတဲ့နီလာမျိုးတော်ကို ရောက်နေတာဒီအကြောင်းကိုသိတဲ့သူကနည်းနည်းပဲရှိတယ်။သိတဲ့သူတွေကလည်းပညာရှိသူတော်စင်တွေပဲ။ငါတို့တွေမင်းကိုနှစ်နဲ့ချီပြီးတော့စောင့်နေကြတာပါ။မင်းတယောက်တည်းကပဲငါတို့သမီးတော်လေးကိုချိန်စာကနေလွတ်အောင်လုပ်ပေးနိုင်မှာ။ငါတို့သမီးလေးကိုမမြင်ရတာနှစ်တွေတော်တော်ကြာပြီ။ ဒီစကားကိုကြားလိုက်ရတော့ကုံသေးလေးလည်းလန့်သွားတယ်။ပြီးတော့နန်းတော်ထဲမှာထွင်းထူထားတဲ့အရန်ချောမောလှပတဲ့ရုပ်ထုတစ်ခုလည်းရှိနေတယ်။ကုံသေးလေးလည်းအဲ့ဒီရုပ်ထုကိုမြင်လဲမြင်ရောပို့ပြီးတော့ကိုတုံ့လောက်သွားခဲ့တယ်။အဲ့ဒီရုပ်ထုကတော့မင်းသမီးလေးရဲ့ရုပ်ပဲ ဖြစ်ပါတယ်။အဲ့ဒီရုပ်ထုကိုထိလိုက်တဲ့အချိန်မှာတော့ရုပ်တရက်ဆိုသလိုသတိလစ်သွားတယ်။တောင်းကြတော့သူ့တိုင်းပြည်ရဲ့နန်းတော်အပြင်ဘက်မှာသတိပြန်ရလာတယ်။ ူဟာဒါကိုမြင်တော့ပို့ပို့ပြီးတော့ကိုအံ့ဩမိသွားတယ်။ငါမြင်ခဲ့တဲ့အိမ်မက်ကတကယ်ပဲအိမ်မက်တခုလား။ဒါမှမဟုတ်တကယ်အမှန်တရားလား။မဟုတ်ဘူးမဟုတ်ဘူး။ဒါအိမ်မက်မဟုတ်ဘူး။ဒါကတကယ်အမှန်တရားပဲ။ငါအဲ့ဒီရုပ်တုကိုထိထိလိုက်ခြင်းမှာရုပ်တရက်သတိလစ်သွားခဲ့တာ။ကုံတယ်လေးလည်းချက်ချင်းနန်းတော်တွေကို ပြေးဝင်သွားပြီးတော့တက်သားတယောက်ကို ပြောလိုက်ပါတယ်။ ထူးဆန်းတဲ့ပြာရောင်မျိုးတော်ကြီးကိုငါမြင်ဘူးလားဘီလို့ဘယင်ကြီးစီရှောက်တင်လိုက်ပါခဏကြာတော့ကုံတင်လေးဟာဘယင်ကြီးနဲ့မင်းသမီးရှေးမောင်ရက်နေခဲ့တယ်ဒါဆိုမင်းကငါတို့နန်းတော်တွေကနေနှင်ထုတ်လိုက်တဲ့သူပဲပေါ့ရှင့်ကိုကြည့်ရတာကျမကိုလင်ညာပြီးလက်ထပ်ဖို့ရည်ရွယ်ချက်နဲ့ရလာတဲ့ပုံပဲအဲ့ဒီလိုမဟုတ်ရပါဘူးမင်းသမီးပထမတစ်ခေါက်တုန်းကတော့ကျွန်တော်မျိုးတကယ်လင်ညာခဲ့မိပါတယ် ဒါပေမဲ့ဒီတစ်ချိန်တော့ကျွန်တော်မျိုးအမှန်တိုင်းပြောနေတာပါကျွန်တော်မျိုးကိုယ်တိုင်အဲ့ဒီအပြာရောင်မျိုးတော်ကြီးစီကနေလာခဲ့တာပါဒါဆိုအဲ့ဒီမျိုးကဘလို့ပုံစံရှိလဲထပ်ပြောစမ်းပါအောင်အပြာရောင်တိုင်းပြည်ကြီးရဲ့ဘရင်ကြီးကလူနဲ့တူဝိမဲ့အဲ့ဒီကလူတွေကတော့တရိတ်ဆန်တပိုင်းလူတပိုင်းမှာမင်းသမီးအဖေ तू ပြောတာအမှန်နေပဲသမီးအဲ့ဒီတိုင်းပြည်ကြီးကိုသွားဖို့အချိန်ကြပြီ။ သမီးပါတွေပြောနေရလေအဖေနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အမှန်တရားကို သမီးသိလာခဲ့ပါပြီသမီးကအဖေရဲ့သမီးမဟုတ်ဘူးဆိုတာသိပေမဲ့သမီးကဘီတာပြည်ရဲ့မင်းသမီးမဟုတ်ပဲအပြာရောင်တိုင်းပြည်ရဲ့မင်းသမီးဖြစ်တယ်ဆိုတာကိုတော့အဖေမသိဘူးမလားမင်းသမီးလေးဒီစကားကိုပြောပြပြီးချင်းပါပဲရောင်ကြီးတော်တွေကွန်မြူနီတဲ့စာတူတစ်ပါးရောက်လာခဲ့တယ်အဲ့ဒီစာတူကြီးဟာလွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းသမီးကိုဘယင်ကြီးစီလက်ဆောင်ဖြစ်ပေးခဲ့တဲ့စာရူးကြီးပဲဖြစ်ပါတယ်။ဘယင်ကြီးလည်းစာရူးကြီးကို မြင်လိုက်ရတော့တုန်လှုပ်သွားခဲ့တယ်။မင်းသမီးလေးပြောတာ အမှန်နေပါဘယင်ကြီး။ကျွန်တော်မျိုးတော့ဘာစို့ဘာမှနားမလည်နိုင်သေးဘူး။ကျွန်တော်သိရသလောက်တော့မင်းသမီးလေးကို စာရူးကြီးကကျွန်တော်စီ ပေးခဲ့တုန်းကလာပိုင်းသားလေးပဲရှိသေးတာလေ။ကျွန်တော်ကိုယ်တိုင်သူ့ကိုရင်ဝယ်ပိုက်ပြီးတော့ပြုစုပြောထောင်ခဲ့တာပါ။ အရွယ်ရောက်တော့လေသူကျွန်တော်ရှေ့မှာတင်ကြီးပြင်းလာခဲ့တာပါအဲ့ဒါကိုသူကဘလို့လုတ်ပြီးရောအပြရန်အောင်တိုင်းမီရဲ့မင်းသမီးဖြစ်နေတာလေအပြရန်အောင်တိုင်းမီကြီးဟာအလွန်လှပတဲ့မျိုးတော်တစ်ခုပါအသိဉာဏ်ပညာနဲ့ပြည့်စုံကြတဲ့သူတော်စင်တွေဟာတရားအထုတ်ဖို့အတွက်အဲ့ဒီမျိုးတော်စီကိုတွားကြရပါတယ်အဲ့ဒီအပြရန်အောင်တိုင်းမီကလည်းကဘာနဲ့မတူတဲ့တခြားမော်ဆန်ဆန်လောကတစ်ခုမှာတည်ရှိနေတာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အဲ့ဒီဒူဆန်ရဲ့မြို့တော်မှာကျုပ်တရားအားထုတ်နေတော့ဒီနေ့မှနီလာပြည်ရဲ့မင်းသမီးကကျုပ်တရားအားထုတ်နေတာကိုအနှောက်ယှက်ပေးခဲ့တယ်။ကျုပ်လည်းဒေါသထွက်လွန်းလို့သူ့ကိုချိန်စာတိုက်လိုက်မိတယ်။ဒီလိုနဲ့ချိန်စာလဲအစွမ်းပြရောမင်းသမီးလည်းကြောက်ရွံ့ဖြစ်သွားတော့တာပေါ့။တာဟုမြင်တော့မင်းသမီးရဲ့ဖခင်လည်းရင်းပက်စီတီးပြီးတော့ငိုပဲချတော့တာပဲ။အဲ့ဒီမှာကျုပ်လည်းသူ့ကိုတနာမိသွားတယ်။ဒါကြောင့်မင်းသမီးအနေနဲ့ ကဘာပေါ်ကဆင်းရဲတဲ့မိသားစုမှာလူသားအဖြစ်ပြန်လဲမွေးဖွားလာလိမ့်မယ်လို့ပြောလိုက်တယ်။ကံမကောင်းတာကမင်းသမီးလေးတနှစ်ပြည့်တဲ့အချိန်မှာသူ့ကိုမွေးတဲ့သူကကောင်းငင်ဘုံကနေပြုတ်ကျသွားတယ်။အဲ့ဒီမှာကျုပ်လည်းခမ ्या ကိုလက်ဆောင်ဖြစ်နေပေးခဲ့တာ။မင်းသမီးလေးအသက်20ပြည့်သွားရင်တော့သူ့ရဲ့ပြန်လဲမွေးဖွားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာမင်းသမီးကိုပြန်ပြီးတော့မှတ်မိသွားမှာပါ။တကယ်တော့မင်းသမီးလေးက အဲ့ဒီအပြာရောင်တိုင်းမီရဲ့မင်းသမီးတစ်ပါးပါပဲဒါကသူ့ရဲ့ဒုတိယဘွားဖြစ်ပြီးတော့လူသားတယောက်ကသူ့ကိုခေါ်သွားပေးမှပဲအပြာရောင်တိုင်းမီကသူ့ရဲ့မိဘတွေကိုတွေ့နိုင်မှာပါအပြာရောင်တိုင်းမီကြီးကိုကိုယ်တိုင်မြင်ဘူးတဲ့သူဟာမင်းသမီးလေးနဲ့လက်ထပ်ရမယ့်လူပဲဖြစ်ပါတယ်အဲ့ဒီလိုလုံးမပဲမင်းသမီးလေးလည်းအပြာရောင်တိုင်းမီရဲ့မူလမှော်စွမ်းတွေကိုပြန်ရပြီးတော့သူ့ရဲ့ကဘာစီကိုအလွဲတကူပြန်သွားနိုင်ပါလိမ့်မယ် ဒီလိုပြောပြီးတော့စာရူးကြီးလည်းထိုနေရာကနေပြောက်ခွေသွားတယ်။မင်းကြီးလည်းတမီးတော်ကိုကုံတယ်လေးနဲ့လက်ဆက်ပေးပြီးတော့မိုးနေတဲ့တမီးဖြစ်သူကိုကြည်ကအခုလိုပြောလိုက်တယ်။တမီးဘလို့ပြန်ပြီးတော့မွေးပွားလာလဲဆိုတာတွေကိုမှတ်မိသွားပြီဆိုတော့အခုတမီးဒီကနေမသွားတော့ဘူးမလား။မဟုတ်ဘူးဗိ။တမီးရဲ့မိဘတွေကိုတွေ့ဖို့အပြာရောင်တိုင်းမီကိုခဏလောက်တော့သွားပါအောင်မယ်။ပြီးတော့သူတို့တွေတမီးကိုတွေ့ချင်နေကြတာလဲနှစ်တွေတော့ကြာလာပြီ။ ဲ့ဒီကိစ္စပြီးသွားရင်တော့တမီလည်းတမီရဲ့ယောက်ျားနဲ့ပဲဒီကဘာပေါ်မှာနေမှာပါအဲ့ဒီလိုပြောပြီးတော့မင်းသမီးလေးလည်းရွှေအစင်းယောက်ျားရင်းနဲ့အတူအဲ့ဒီနေရာကနေပျောက်သွားတယ်။ရန်အနှင်းငယ်ကြမှာတော့ကဘာမြေစီကိုပြန်ရောက်လာကခင်မွန်းဖြစ်သူနဲ့အတူပျော့ပျော့ရှင်ရှင်နဲ့အသက်ထက်ဆုံးနေထိုင်သွားပါတော့တယ်ကွယ်။ဟုတ်ကဲ့ပါဒီနေ့တော့ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ ပုံမြင်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်တဲ့ပုံမြင်သစ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်။